်တင်းတိအပ်တော်တမချန်းအစီအစဉ်မှာအရောက်စီတိုင်းကိုနှုတ်ကပတ်တော်နားဆင်ခံယူကြဖို့ဖိတ်ခေါ်ပါတယ်ရှင်။တောရရှိခင်ဗျာဒီကနေ့တင်းတိအပ်တော်တမချန်းအစီအစဉ်မှာလည်လာမှာဖြစ်တဲ့ရှင်လူကခရစ်ဝင်ကျအခန်းကြီး16မှာအငင်းပွားစရာဥပမာတစ်ခုအကြောင်းပါဝင်ပါတယ်။ကျွန်တော်တို့ခရိယန်တွေအနေနဲ့အဲ့ဒီကလိန်ချုံဘန္တာဆိုးရဲ့လုံရတိုင်းမိမိကိုယ်ကျိုးအတွက်လိန်ညာကြမှာလား။ယေရှုခရစ်တော်မိတ်ဆွေတော်မူတဲ့အဲ့ဒီပုံဥပမာက အဲ့ဒီအတိတ်ပဲကိုပဲဖော်ဆောင်ပါသလားအမှတ်တမဲ့ကြီးလိုက်ရင်တော့အဲ့ဒီကလင်းချုံဗန္တာစုလိုပဲလုတ်ရတော့မယောင်ယောင်ဖြစ်ရပါနဲ့တကယ်တော့အဲ့ဒီလိုလိမ့်ဖို့ညာဖို့အတိတ်ပဲမဆောင်ပါဘူးဒီလောကထဲမှာရှိနေကြတဲ့သူတွေဟာအလင်းကိုရောက်နေကြတဲ့သူတွေထက်မိမိကိုကျိုးအတွက်ဆောင်ရွက်ကြရမှာပိုပြီးတော်ကြတယ်ဆိုတော့ကိုကွက်ကွက်ကွင်းကွင်းပေါ်လွင်စေတာပဲဖြစ်ပါတယ်အလင်းကိုရောက်နေကြတဲ့သူတွေဟာဘယ်သူတွေပါလဲဒီလောကမှာအသက်ရှင်စဉ် ကာမဂုဏ်စည်းစိမ်မှာနေတိုင်းပျော်မွေ့နေခဲ့ပြီးသိဆုံးတဲ့အခါပြင်းထန်လာတဲ့ဝေဒနာကိုခံစားရတဲ့မရဏနိုင်ငံကိုရောက်ရှိသွားခဲ့ရလို့ရေကြီးတပေါက်လောက်တော့တောက်ပြရစေလို့ဒဇာဇာအော်ဟစ်နေခဲ့ရသူတထေးတူအကြောင်းပါဝင်တဲ့ရှင်လူကခရစ်ဝင်ချန်ခန်းကြီး76ကိုဒေါက်တာထွန်းမြတ်အေးကအခုလိုသုံးသပ်တင်ပြထားပါဗျ။အစင်အလာမပြည့်ရှင်လူကဆက်မှာကတော့သူပဲထူးထူးခြားခြားဖော်ပြဖို့ဝါသနာထုံနဲ့ပုံပြင်ဥပမာတော့မှတ်တမ်းတွေပါပဲ။ ဟုတ်ပါတယ် Greek လို့ခေါ်တဲ့ Utopia ကိုလောကနိဗ္ဗာန်ကို မျှော်လင့်သူအကျိုးမဲ့ပြည့်စုံသူ လူသားကိုမှစိတ်ကူးရင်နေကြသူဒသနိကဗေဒသမားကြီးတွေအတွက်နားဝင်အောင်အစစ်မြင့်မြင့်ရေးသားရမှာဥပမာတော်တွေအများဆုံးကို ရှင်လူကာဖော်ထုတ်မှတ်တမ်းတင်ရပါတယ်ဒီကနေ့ရှင်လူကာ16မှာဒါကိုဆက်လက်တွေ့မြင်ရမှာပါအထူးသဖြင့်ဒီကနေ့စစချင်းစောင့်နေထွင်းဆိုသလို မျက်လုံးပြူးမျက်ဆံပြူးတွေ့ရမှာကတော့မဟုတ်တန်တရားလုတ်ချင်တဲ့ဘန္တာဆိုးကြီးအကြောင်းပါပဲဒီဥပမာတော်ဟာအတိတ်ပဲအပြန်မှားရင်အတော်ကလေးလက်ခံဖို့ကြွားကြစေတဲ့ဥပမာတော်ဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။ဂါနဲ့ပတ်သက်ပြီးစောစောစီးစီးကျွန်တော်တို့မှတ်သားရမယ့်အခြေခံအချက်ကတော့ရှင်လူကာဟာ တခြားခရစ်ဝင် တွေလိုရိုးရိုးနှိုင်းရှင်ကျက်ဥပမာတွေကိုကြီးသုံးတာမဟုတ်ပဲစဉ်းစားပြီးယူရတဲ့ဥပမာတွေကိုသုံးစွဲခြင်းပဲဖြစ်ပါတယ်။ အင်္ဂလိပ်လိုထည့်ပြီးပြောရမယ်ဆိုရင်တော့ comparison လို့ခေါ်တဲ့အပြိုင်ပြဥပမာမျိုးကြီးမဟုတ်ဘဲနဲ့ contrast လို့ခေါ်တဲ့စံကျင်ပဲဥပမာတွေကိုသူသုံးဆွဲတတ်ခြင်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး7တုန်းကလည်းဥပမာတော်တစ်ခုဟာအဲ့ဒီသဘောအတိုင်းသူဖော်ပြခဲ့တာကိုမှတ်မိကြမလားတော့မဆိုနိုင်ပါဘူး။အဲ့ဒီတုန်းကလူလူချင်းဆက်ဆံတဲ့ပုံစံမျိုးကို အရင်ချပေးပြီးဥပမာပေးခဲ့တဲ့နေရာမှာကိုယ့်အိမ်ကိုဧည့်သည်လာလို့ကျွေးစရာမရှိတော့ ိမ်ကြီးချင်းအိမ်ကိုသွားပြီးတကားခောက်တယ်။ဟိုကပထမစူပူပြောဆိုဆွတ်တယ်။နောက်မှမကောင်းတတ်ဘူးလေဆိုပြီးတော့တကားဖွင့်ပေးပြီးတော့လိုတာယူစေဆိုပြီးလှုပ်တာကိုကျွန်တော်တို့တွေ့ခဲ့ရပါတယ်။ဖះသခင်ကတော့အဲ့ဒီလူလိုမဟုတ်ဘူးဆိုတာကိုကျွန်တော်နားလည်ရမယ်ဆိုပြီးတော့ကျွန်တော်တင်ပြခဲ့ပြီးပါပြီ။အဲ့ဒါဟာ contrast လို့ခေါ်တဲ့ဆန့်ကျင်ဘက်သို့မဟုတ်ပြောင်းပြန်ဥပမာပေါ့။အခုဒါမျိုးကိုဆက်ပြီးတွေ့ရပါတော့မယ်။ဘန္တာဆိုလူရှုပ်သူ့တယုံဆိုတဲ့ခေါင်းစဉ်နဲ့ဇာလန်းကိုစကြပါစို့။ ရှင်လူကာခရစ်ဝင်အခန်းကြီး16အငယ်1တပည့်တော်တို့အားတဖန်မိန်တော်မူသည်ကားငွေရရသောသူတယောက်၌ဗန္တာဆိုးရှိထိုဗန္တာဆိုးသည်သခင်၏ဥစ္စာများကိုဖျက်ဆီးသည့်အကြောင်းကိုသူတစ်ပါးတို့သည်သခင်ရှိ၌အပြစ်တင်ကြသောလူချမ်းသာကြီးတွေလုပ်ငန်းရှင်ကြီးတွေတိုင်းမှာစတီဝတ်လို့ခေါ်တဲ့ဗန္တာဆိုးကြီးတွေရှိတတ်ပါတယ်ကျွန်တော်ကဘာဦးကျမ်းမာတို့ကအာဗြဟံမှာဆိုရင် အလွန်တော်တဲ့ဗန္တာဆိုးကြီးကိုသူ့သားလိုပဲချစ်ခင်အားကိုးတယ်သူ့ရဲ့သားဣဇက်အတွက် ခါရန်ဆိုတဲ့အရက်ကိုလှုပ်ပြီးတော့မိမရှာခိုင်းတာတောင်မှအဲ့ဒီဗန္ဒာဇိုးကြီးကပဲတာဝန်ယူခဲ့ရတယ်ဆိုတာကိုကျွန်တော်တို့နားလည်ခဲ့ရပါတယ်။အဲ့ဒီလိုဗန္ဒာဇိုးတဲ့ကအခုတွေ့ရတဲ့ဗန္ဒာဇိုးကတော့သခင်ဥစ္စာကိုပျက်စီးသူတဲ့ကဖိကဖတ်ပဲနော်။အဲအဲ့ဒီလိုဗန္ဒာဇိုးကြီးတွေဒီကနေ့မရှိဘူးလားလို့တော့မမေးနဲ့။ကဘာပေါ်မှာအဲ့ဒီလိုပုံကိုယ်ကြီးအများကြီး။အဲ့ဒီလိုပုံကိုယ်ကြီးတွေလှုပ်လို့တထဲကြီးတွေဘီလီယံနာကြီးတွေဘဝအနေချက်ချင်းမွဲပြ ကြသွားရတဲ့အကြောင်းတွေကိုကျွန်တော်တို့သတင်းစာတွေမှာဖတ်ရတယ်။ဘန်တိုက်ကြီးတစ်ခုလုံးရဲ့ပိုင်ရှင်အကျွေးတွေကြပြီးဒေဝါလီခံလိုက်ရတယ်ဆိုတာမျိုးလည်းကြားဘူးတယ်။ကုမ္ပဏီကြီးတစ်ခုလုံးလျှော့စင်းနဲ့ရောင်းပစ်လိုက်ရတယ်ဆိုတာလည်းကြားဘူးတယ်။အဲ့ဒီလိုဘန်ဒါဇိုးကြီးတွေကိုခရစ်တော်ကရှီမန်သိလို့အခုဒီဘန်ဒါဇိုးကြီးအကြောင်းကိုမိတ်ဆက်ပေးလိုက်တာပဲ။ဆက်သာနားထောင်ကြည့်ကြပါ။အငယ်နှစ်မှလေးသခင်သည်ဘန်ဒါဇိုးကိုခေါ်၍ သင်အမှုအရာ၌ငါကြားရသောစကားကအဘယ်သို့နည်းဗန္တာစိုးအရာ၌မှတ်သားသောစည်းရင်းကိုပေးလော့ယခုမှစ၍ဗန္တာစိုးမလုပ်ရဘူးဆို၏ထိုအခါဗန္တာစိုးကငါသည်အဘယ်သို့ပြုရမည်နည်းငါ၏သခင်သည်ဗန္တာစိုးအရာကိုနှုတ်လေပြီလေလုတ်ချင်းကမစွန့်နိုင်သရောင်းစားလုတ်ချင်းကရှက်ကြောက်၏ဗန္တာစိုးအရာမှကြသည့်နောက်သူတစ်ပါးတို့သည်မိမိတို့အိမ်၌ငါကိုလက်ခံစေခြင်းကအဘယ်သို့ငါပြုရမည်ကိုငါသိ၏ဟုစိတ်ထဲ၌ကြံစီပြီးမှသခင်က သူ့ဘန္နာဆိုမဟုတ်တရုတ်လောက်တာတွေကိုသူများပြောလို့သိငွေတွေနှိုက်သုံးနေတာကို တွေ့စည်ရင်းတွေကပြောင်းကပြန်လောက်တာတို့ပါဝမရဝတမျိုးလုံးဝအောင်အပွားကြံနေတာတို့ကိုသဘောပေါက်တဲ့အချိန်မင်းမှတ်ထားတဲ့စည်ရင်းတွေတင်စမ်းလို့ပြောတယ်အဲ့ဒီမှာလည်းနဖူးလက်နဲ့ရိုက်ပြီးတော့ငါဖေးပြီးအလုတ်ပြုတ်တော့မယ်ဟိုးလေးတကြော်နဲ့ငါမျက်နှာဘယ်နှထားရမှန်းမသိတော့ဘူးစသဖြင့်သွေးလေခြောက်ချပြီးတော့ညစ်တီးညစ်ပတ်တီးစပြီးစဉ်းစားရတယ်စဉ်းစားတာမဟုတ်ဘူးလောက်ကိုလောက်တာ အငယ်9မှ9စိတ်ထဲ၌ကြံစီပြီးမှသခင်၏ငွေရှိသောသူအပေါင်းတို့ကိုခေါ်၍ငါ၏သခင်ကိုဆက်ပေးရန်သင်၌အဘယ်များလောက်ရှိသနည်းဟုတယောက်ကိုမေးလျင်ထိုသူကစီအခွက်တစ်ထောင်ပေးရန်ရှိပါ၏ဟုဆို၏ဗန္ဒာဇိုးကလည်းသင်၏စီရင်ကိုယူ၍အသောထိုင်ပြီးစဉ်အခွက်900ကိုရေးမှတ်လော်ဟုဆို၏ထို့နောက်အခြားသောသူကိုခေါ်၍ငါ၏သခင်ကိုဆက်ပေးရန်သင်၌အဘယ်များလောက်ရှိသနည်းဟုမေးလျင်ထိုသူကဂျုံစဘာအတင်းတစ်ထောင်ပေးရန်ရှိပါသည်ဟုဆို၏ န္တာဆိုးကလည်းသင်းစည်းရင်းကိုယူ၍အတင်းရှေ့ရာရေးမတ်လို့ဆို၏အခုခေတ်စကားနဲ့ဆိုရင်တော့အကြံဖန်း miss appropriation လို့ခေါ်တဲ့ဘန္တာငွေအလွဲသုံးစားမှုကြီးပဲစကားတွေကဒီနီးလည်းပဲမဟုတ်တန်းတရားစားခဲ့တယ်စားခဲ့တာတွေကိုအခုသခင်ကိုတင်ပြတဲ့စည်းရင်းထဲမှာတင်ပြန်ပြီးတော့ပြေလည်အောင်စည်းရင်းကိုလိန်ဖို့အတွက်တခြားကုံတွေတွေနဲ့ပေါင်းပြီးကြံ့တယ်အစကတည်းကမကောင်းရတဲ့ဘန္တာဆိုအခုလည်းမကောင်းဘူးပေါ့ အဲ့ဒီမှာရင်အာဩဖို့ကောင်းတာကတော့အခုကြားရမယ်အချက်ပဲအငယ်ရှစ်မတရားသောဗန္ဒာစုသည်လိမ္မာစွာပြုသည်ကိုသခင်သည်ချီးမွမ်းလေ၏အကြောင်းမူကားလောကီသားတို့သည်မိမိတို့အမှုကို ဆောင်ရွက်ရာတွင် အလင်းတို့ရောက်သောသူတည်းပါ၍လိမ္မာကြ၏အဲ့ဒီမှာရင်ဒီလိုလဲတွေ့ရောတော်ယုံတန်ယုံရိုးရိုးစင်စင်တွေ့ရတဲ့လူတခါရဲ့ဒီကြမ်းကြောင့်စိတ်ညစ်သွားလောက်အောင်ရှုပ်သွားပြီလို့ကျွန်တော်ထင်ပါတယ်ဒါပေမဲ့ရှုပ်တဲ့ရှူတော်ကနေကြည့်ရင်သာရှုပ်တာ ရှင်းတဲ့ရှုထောင့်ကနေကြည့်ရတော့အလွန်ရှင်းတယ်။ဟုတ်ပါတယ်။အခုသခင်ဆိုတဲ့လူဟာဘယ်လူတဲ့လဲ။အစမှပြန်ကြည့်ငွေရတဲ့သောသူတယောက်တဲ့။ငွေရတဲ့သောသူဆိုတာနဲ့ပတ်သက်လို့ခရစ်ဝင်ကျမ်းနေမှာခရစ်တော်ဘယ်လိုပြောသလဲ။အနဖားအပေါက်ကလေးလောက်သေးကိုကလောက်ကြီးကမှရှော့ရှော့ရှူဝင်ရင်ဝင်နိုင်အောင်မယ်။အဲ့ဒီငွေရတဲ့သောသူကတော့ကောင်းငင်နိုင်ငံတော်ကိုဝင်ခဲ့လှဤဆိုပြီးတော့ပြောခဲ့တယ်မဟုတ်ဘူးလား။ခရစ်တော်ကဒီလိုပြောတာကွန်မြူနီအတွေးခေါ်နဲ့ပြောတာမဟုတ်ဘူး။ ကထေးအကုန်လုံးငရဲတီကြမယ်လို့ပြောတာလည်းမဟုတ်ဘူးကိုရှိတဲ့ပိုက်ဆံကိုထားစရာနေရာ မရှိတာတောင်လောပစောတက်နေတဲ့တထေးတနေ့တနေ့ကျန်းစာအုပ်သားတခါမကိုက်နာကိုငွေစုလက်မှတ်တွေပဲဇရွေးဆွတ်ဆွတ်ပြီးတော့ရေတွက်နေတဲ့အုပ်စယူးမျိုးကိုပြောတာပိုက်ဆံနေရှိတယ်ဒီပိုက်ဆံနဲ့ထိုက်တိုက်တန်တန်ကြီးသုံးနေအမှုတော်ကိုဆောင်းနေမရှိတဲ့လူတွေကိုထောက်ပံ့နေဒီလိုတထေးမျိုးကြတော့ကောင်းကြီးမင်္ဂလာနဲ့ထိုက်တန်တဲ့လူမျိုးပေါ့ဘာအပြစ်ဆိုစရာရှိမှလဲဒီတထေးမျိုးကို तू မပြောခဲ့ပါဘူး အခုငွေရတာတော့သူဆိုတာဟာလေစောစောကအန္တဖားနဲ့ကလအုပ်တစ်ထည်မျိုးပဲဖြစ်ရမယ်။ဒါကြောင့်သူ့ရဲ့မတရားတဲ့ဘန္နာဆိုမဟုတ်တာ လုံမှန်းသိပြီးတော့နောက်ထပ်တကြော့ပြန်လူလေလုတာကိုလေသဘောတွေပါတောင်ကြပြီးဥမျိုးပြီးနေတယ်။သမာကျန်းကအသေးစိတ်မရေးပြီနဲ့အေးချာတွေ့ကြည့်။တစ်ထည်ကိုယ်တိုင်ကလည်းအဲ့ဒီလိုပဲသူများမျက်ခုံးမွေးပေါ်မှာစင်းကြံလျှောက်ပြီးချမ်းသာလာတာဖြစ်ရမယ်။ဒါကြောင့်မို့လို့ဒီကောင်အတော်မလွယ်တဲ့ကောင် ငါအတိုင်းပဲဆိုပြီးတော့ဘဘောကြတာဖြစ်ရလိမ့်မယ်လို့ကျွန်တော်စွတ်စွဲလိုက်ပါတယ်ဒီကျမ်းထဲမှာပါတယ်လीအကြောင်းအမူကားလော့ကီသားတို့သည်မိမိတို့အမှုကိုဆောင်ရွက်ရာတွင် အလင်းတို့ရောက်သောသူတို့တဲ့ပါ၍လိမ္မာကြ၏တဲ့အင်္ဂလိပ်ကတော့လော့ကီသားကို children of the world လို့ပြောပြီးတော့အလင်းတို့ရောက်သောသူကိုတော့ children of the light ဆိုပြီးတော့သုံးထားတော့ပို့ပြီးတော့ထိရောက်ပါတယ်ဟုတ်ပါတယ်အလင်းရဲ့ဘက်တော်သားတွေဟာ ီတထေတို့ဒီလိုဗန္တာဇိုးတို့လို လူမျိုးတွေရဲ့ကိစ္စမျိုးတွေမှာမစွန်ရရှာဘူးမြန်မာစကားရိုးရိုးနဲ့တဲ့တဲ့ပြောရရင်တော့အကုသို့နဲ့အကျိုးမပေးဘူးပေါ့ဒီသဘောမျိုးပါပဲအငဲကိုမှထပ်ပြီးတော့ဆက်လိုက်တာရှိပါတယ်တဖန်ငါဆိုဒီကသင်တို့သည်စုတေသောအခါအစင်အမြဲတည်သောဗိမာန်၌သင်တို့ကိုလက်ခံလက်တန်သောအဆွေရှိစေခြင်းကမမြဲသောလော့ကီစီစဉ်ကိုတုံးဆောင်ကြလော့အစင်အမြဲတည်သောဗိမာန်၌ဆိုရကို ကောင်းကင်ဘုံလိုများရောင်လို့တောင်မထင်ကြပါနဲ့အင်္ဂလိပ်က everlasting habitations လို့သုံးတယ်အစင်အမြဲတည်တဲ့အပမှီရာအယတ်ဆိုရင် ပို့ပြီးတော့ကောင်းတဲ့အတိတ်ပဲမမြဲသော lucky စီးစိမ်ကိုလည်း mammon of unrighteousness လို့ဆိုထားတယ်မမှန်မကန်စီးစိမ်ပဲပေါ့မတရားတဲ့ဥစ္စာပစ္စည်းပေါ့ဒါကြောင့်ဒီဥပမာတော့ဟာသေသေးချာချာကြည့်ရင် ရှင်းနေပါတယ်လုံးဝမရှုပ်ပါဘူး အဲ့ဒီမရဏဘုံပိမှန်မှာစံမြန်းရမယ်မိစေတွေမသူတော်တွေမသေးခင်ရိတ်ခါအပြည့်ယူထားကြလို့ဆိုလိုတယ်။သေပြီးတော့မှအဲ့ဒီအရက်မှပျော်ပျော်ကြီးစံမြန်းကြပြီတော့အဲ့ဒီလိုပြောလိုက်တယ် ਨੇ အတူတူပါပဲ။ဒါကြောင့်လဲတလေတဲ့စီပီတခီးတဲ့သွားမဲ့ဗန္ဒာစုနဲ့သူ့ဆရာသခင်နဲ့အပြန်အလှန်ညင်ရင်းကနေပဲအပြန်အလှန်ချစ်တာကိုကြားရတယ်လီ။တန်ရောစဉ်ဖြစ်တာကိုတွေ့ရတယ်လီ။ဒီမြင်ကွင်းပါဆန်းလို့တော့ကျွန်တော်ဝန်းကျင်မှာအများကြီး ကျောင်းရဲ့သားလေးကအခုမှအသက်ပြင်ဘာမှမရှိသေးဘူး။ရီစား၄-၅ယောက်ရှိနေပြီ။အောင်မယ်ကျွန်တော်တဲ့သားမဲကောင်းဗျ။အချုပ်သေးတော့နှစ်ခါရှိပြီရောက်ဖူးတာဆိုပြီးပြောတာမျိုးတွေကြားကြရတယ်လေ။အဲ့ဒီသဘောတရားအတိုင်းပဲပေါ့။အခုဆရာနဲ့တပည့်လောဘသားကြီးနဲ့လောဘသားလေး။အလင်းတရားဘက်မှမရှိဘူး။ညီကုန်းဘယ်လိုချုပ်မယ်မှမသိဘူး။လောလောဆယ်တော့ပျော်နေကြတယ်။ဥမျိုးနေကြတယ်တဲ့။ဒီကနေ့ဒီကဘာမှာ self preservation လို့ survival တို့ဆိုတဲ့စကားတွေရှိတယ်မဟုတ်ဘူးလားအတိတ်ပဲကကိုယ်ရက်တီနှံရေးဆိုတဲ့အယူဝါဒပဲပေါ့ဒီဝါဟာရဟာညစ်နိုင်မှတန်ယုံကြတယ်ဆိုတဲ့ဘဝမျိုးကို ရောင်ပြန်ဟတ်နေတယ်ဒါကြောင့်ဒီဥပမာတော်ဟာဒီခစ်ကိုခရစ်တော်ကြိုပြီးသတိပေးလိုက်တာပါပဲတခြားအဆုံးအမတွေလည်းရှိပါသေးတယ်နည်းနည်းဥပမာ ဆောင်ပြပြစီယောမဩဝါဒစာအခန်းကြီး7အငယ်1ကိုကြည့်ရင်သင်တို့ဒီလော့ကီပုံတံကိုမဆောင်ကြနဲ့ ကောင်းမြတ်သောအရာနှစ်သက်ဖွယ်သောအရာစုံလင်သောအရာသည်ဟုသောဖျားသခင်အလိုတော်ရှိသောအရာသည်အဘယ်အရာဖြစ်ဒီကိုသင်နိုင်မည်အကြောင်းစိတ်နှလုံးကိုအသစ်ပြင်ဆင်၍ပုံသဏ္ဍာန်ပြောင်းလဲခြင်းသို့ရောက်ကြလော့အဲ့ဒီလိုရှင်းရှင်းကြီးဆိုထားတာကိုခင်ဗျာရှာရှာကျွန်တော်တို့တွေ့ရပါတယ်ပြီးတော့တခါရှင်ယောဟန်ဩဝါဒစာပထမဆုံးအခန်းကြီး1အငယ်15မှာကျတော့တဲ့တဲ့ကြီးဖော်ပြတယ်လောကကို၎င်းလောက၌ရှိသော အရာတို့ကို၎င်းမချစ်ကြနှင်းတဲ့ ဒီတော့အဲ့ဒီအချက်တွေအကုန်လုံးကိုပေါင်းယုံ သုံးသပ်လိုက်တဲ့အခါမှာဒီဥပမာတော့ဟာ contrast လို့ခေါ်တဲ့ဆန့်ကျင်ဘက်ဥပမာဖြစ်နေတယ်ဆိုတာရှင်းရှင်းကြီးနားလည်လာရတယ်။ပြီးတော့ဒီဥပမာတော်တွေကလောကသားဘုံမဟုတ် children of the world နဲ့အလင်းဤပါသမီများ children of the light နဲ့ဟာလေအဲ့ဒီအတိုင်းပဲဆန့်ကျင်ဘက်ဥပမာထဲ့သွင်းခြင်းတွေပဲဖြစ်တယ်ဆိုတာကို ပြက်ပြက်သားသားတင်ပြလိုက်ပါစေ။ ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး16အငယ်30မှ32အနီးငယ်သော အမှု၌တစ္ဆာရှိသောသူသည် ကြီးသောအမှု၌လည်းတစ္ဆာရှိလိမ့်မည် အနီးငယ်သောအမှု၌တစ္ဆာမရှိသောသူသည်ကြီးသောအမှု၌လည်းတစ္ဆာမရှိတို့ဖြစ်၍မမြဲသောလောကစည်းစိမ်ကိုသုံးရတွင်တင်တို့သည်တစ္ဆာမရှိရင် မှန်သောစည်းစိမ်ကိုတင်တို့၌အဘယ်သူအပ်ပါမည်နည်းကျွန်တော်အားလုံးဟာဘန္တာဇိုးတွေကြီးပဲဖြစ်တယ်ဆိုတာကို ဒီကျမ်းအဖြစ်နားလည်လာရတယ်။မမြဲတဲ့လောကစည်းစိမ်တွေကိုအတိုင်းအဆအမျိုးမျိုးနဲ့ဘုရားသခင်ကချထားပေးတယ်။ကိုဘဝတက်တမ်းမှာကိုဓာတွေကိုဘယ်လိုသုံးဆွဲရမလဲ။သုံးဆွဲကြမလဲ။သက်မဲ့ပစ္စည်းတွေရဲ့တန်ဖိုးကိုကျွန်တော်ဟာတန်ဖိုးရှိရှိအသုံးချကြရဲ့လား။အသုံးချတန်ဖိုးကို နားလည်ကြရဲ့လား။ကျွန်တော်ဘဝအသက်တာမှာလူတွေကိုသမိုင်းကို ရေးသွားတာကိုပြန်ကြည့်ရင် ဖះသခင်ရဲ့ငွေကြေးတွေကိုမမှန်မကန်လုတ်တဲ့လူတွေရဲ့သမိုင်းတွေဟာကောင်းကောင်းမွန်မွန်အဆုံးကတ်သွားနိုင်ခဲ့ကြရဲ့လားသိသွားတာတောင်ပြောထုံးဖြစ်အောင်ငနဲ့ခေါင်းတို့ပြောရကြံရည်လူငကြီးတို့ဆိုပြီးတော့ပြောလို့မဆုံးဥဖြတ်သုံးလို့ဆိုတာတွေရှိနေတယ်မဟုတ်ဘူးလားဘလို့ကြောက်ဖို့ကောင်းတယ်လေကိုသေးတာတောင်မှကိုသားသမီးသိခါမဲ့ပြီးကြံရည်ခဲ့ရတဲ့အခြေအနေတွေဖြစ်နိုင်လို့ကျွန်တော်တို့အလွန်ကြောက်စရာကောင်းပါတယ်မှန်သောစီစဉ်ဆိုတဲ့ကောင်းကင်နိုင်ငံတော်စီစဉ်ဆိုတာကို မမြဲသောလောကစည်းစိမ်နဲ့ရှင်ပြီးတော့အခုချပြလိုက်ပါတယ်။မမြဲသောစည်းစိမ်မှတောင်းတစ္ဆာမရှိတဲ့လူလောဘလွန်ကျူးတဲ့လူဒီလူမျိုးကို ကောင်းကင်စည်းစိမ်အတွက်ဘုရားသခင်မယုံဘူးအမပေးနိုင်ဘူးတဲ့။အငယ်ဆက်ဖို့ဘဲအစီကံမြသခင်နှုတ်ဤအစီကိုမခံနိုင်။သခင်တူဦးကိုမုန်း၍တူဦးကိုချစ်မည်။သခင်တူဦးမိခိုး၍တူဦးကို မခံမညာပြုမည်။သင်တို့သည်ဘုရားသခင်အစီကို၎င်း လော့ကီစီးစိန်ဤအစေကို၎င်းမခံနိုင်ကြဟုမိန့်တော်မူ၏မိစေပေါင်းတို့ခမညာကျွန်တော်တူးစီဘယ်လန်းချောင်းအတိုင်းချီတက်ပြီးတော့ဘသူ့အတွက်အစေခံနေကြသလဲဆိုတာဟာဒီကနေ့ကိုကိုကိုမေးရမယ်မေးကုန်ပါပဲငွေမဲ့သူဖာရိရှဲတို့အဖို့အဖြေဆိုပြီးတော့ဆက်လက်တင်ပြပြရစေဦးရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး16အငယ်16မှ18ငွေကိုတတ်မဲ့သောဖာရိရှဲတို့သည်ထိုစကားများကိုကြားလျင်ကိုရောကိုပြည့်ရပြူကြ၏ ယေရှုကလည်းသင်တို့သည်လူများရှေ့မှဖြောင့်မတ်ဟန်ဆောင်တော်လဲဘုရားသခင်သည်သင်တို့၏စိတ်နှလုံးကိုသိမြင်တော်မူ၏လူသဘောအားဖြင့်အမျက်ထားသောအရာသည်ဘုရားသခင်ရှေ့တော်၌ဆက်ဆုပ်ယွန်ရှာပွဲဖြစ်၏ယောဟန်မရောက်မီတိုင်အောင်ပြည့်ညတ်သည့်ကျမ်းနှင့်အနာဂတ်ကျမ်းရှိ၏ယောဟန်လက်ထက်မှစ၍ဘုရားသခင်နိုင်ငံတော်နှင့် ရှင်သောဧဝံဂေလိတရားကိုဟောလျက်ရှိ၏လူများတို့သည်လည်းနိုင်ငံတော်ကိုအနိုင်အထက်ဝင်ကြ၏ ပညာတိကျမ်း၌အငယ်ဆုံးသောဘိန္ဒုတလုံးပျက်စီးလွယ်ပြီတဲ့ကောင်းကင်နှင့်မြေကြီးပျက်စီးလွယ်၏အင်မတန်လေးနဲ့တဲလို့ကျွန်တော်ဒီကျမ်းအပေါ်မှာရှုမြင်ပါတယ်ကျွန်တော်လူသားအားလုံးတို့ဖျားသခင်စီကနေဘလောက်ရှောင်ဖယ်နေကြပြီဖြစ်စေ ဖုံးကွယ်နေကြပြီဖြစ်စေကျွန်တော်ရဲ့အတွင်းသဘောတွေဟာရှေ့တော်မှာအမြဲပေါ်လွင်နေတယ်မြင်နေရတယ်ဆိုတဲ့အချက်ကိုခရစ်တော်သတိပေးလိုက်ခြင်းပဲ လူသားရဲ့ဇာတိပဂရိ၌ပင်အပြည့်ရှိနေတယ်ဆိုတာကိုလေလူကမြတ်တဲ့သင်္ဍာတွေကိုဘုရားသခင်ဆက်ဆုပ်ဖွယ်ရေးကြီးပဲဖြစ်တယ်ဆိုတဲ့အချက်ကမိမောင်းထိုးဖော်ပြလိုက်ပါတယ်။လင်မယားကွာရှင်းမှုပြဿနာဆိုတဲ့အပိုင်းကိုလေအခုလိုဆက်လက်တွေ့မြင်ရပါတယ်။အချင်းသူသည်မိမိမယားနှင့်ကွာ၍အခြားသောမိမားနှင့်ဆုံဖက်ခြင်းကိုပြု၏။ထိုသူသည်မိမိမယားကိုပြစ်မှား၏။လင်ကွာသောမိမားနှင့်ဆုံဖက်ခြင်းကိုပြုသောသူသည်လည်း သူ့မယားကို ပြစ်မှားသည်ဟု မိန့်တော်မူ၏ဒီအပိုင်းတစ်ခုတည်းကိုသာလင်မယားကွာရှင်းမှုနဲ့ပတ်သက်တဲ့တစ်ခုသေးသောအဆုံးအဖြတ်လို့မစွဲယူနိုင်ပါဘူးရှင်မသက်ခရစ်ဝင်ကျမ်းခန်းကြီး၁၉ရဲ့ကောရိန္သုဩဝါဒစာပထမစာဆုံးအခန်းကြီး9တို့ရဲ့နဲ့ရှင်တွဲပြီးဖတ်ရပါမယ်အခုဒီနေရာမှာခရစ်တော်ပြောနေတာဟာပြညတ်တော်ကာလမှာပြညတ်တော်တွေကိုကြိုက်တယ်လို့ဘာသာပြန်ပြီးတော့ထင်တယ်လို့ချိုးဖောက်နေတဲ့ပါရိရှဲတို့အတွက် ်ဣရိကြကြနဲ့တိုးတိုးတောင်းတောင်းပြောလိုက်ခြင်းဖြစ်ပါတယ်။ဖော်ပြခဲ့တဲ့ကြမ်းပြိုင်တွေအရပြစ်မှားလွန်ကျူးခြင်းကြောင့်နေမယားကွာရှင်းခြင်းအခွင့်ဆိုတာကိုရှိနိုင်တယ်လို့ခရစ်တော်ချထားပေးပါတယ်။မောရှေဥပဒေကလည်းခွင့်ပြုထားတာရှိပါတယ်။ကပ္ပဦးအစလူသားကိုဖန်ဆင်းခြင်းကလေးကဖျားသခင်ဟာလင်းနေမယားကွာရှင်းခွင့်ဆိုတာကိုထဲ့မပြောခဲ့ပေမဲ့အပြစ်ဆိုတဲ့မှောင်မိုက်တရားလူသားကိုလွှမ်းမိုးခြင်းဒီလိုပြဿနာတွေဟာ ုံမို့ရှုပ်ထွေးလာခဲ့ရတယ်။လူပောင်ရဲ့ fire ဝပြောမှုနဲ့လူမှုရေးကိစ္စများမှာအစဉ်ပြေစွာရှင်းသန်းနေထိုင်နိုင်ကြနိုင်ဖို့အတွက်ဖျားသခင်အလျှော့ပေးလိုက်လျောခဲ့ခြင်းများဖြစ်တယ်ဆိုတာကိုကျွန်တော်အခုထပ်မံပြီးဖော်ပြလိုပါတယ်။ဒီနေရာမှာကျွန်တော်အတိတ်ကပြင်ပြခဲ့တဲ့အတိုင်းမေးခွန်းတစ်ခုပေါ်လာပါတယ်။အိမ်တောင်ကိုဘယ်မှာတည်ကြသလဲ။ဖျားသခင် ရှိတော်မှာတည်လား။စာရမဏတ်ရှိမှာတည်ကြသလား။ အဲ့ဒါကိုသာပြန်လဲဆန်းစစ်ကြည့်ဖို့လိုချောင်တင်ပြလိုက်ပါရစေ။တထေးတယောက်နဲ့လာဇရုနှိုင်းရှင်မှု ဆိုပြီးတော့ဆက်လက်လေ့လာကြပါစို့။အငယ်16မှ22တဖန်တုံတထေးတယောက်သည်ညီမောင်းသောကပလာနှင့်ပိတ်ချောကိုဝတ်ဆင်၍ကာမဂုံစည်းစိမ်၌နေတိုင်းပျော်မွေ့ဖြစ်နေ၏။လာဇရုအမည်ရှိသောသူဆင်းရဲတယောက်သည်တကိုယ်လုံးအနာစိမ့်ပောက်၍တထေးဤဇပွဲမှကြာသော စားနှုတ်စားပေါက်ကိုစားရရစေဟုတောင်းတသောစိတ်နှင့် ကထေးအိမ်တကားနာမှာတုံးလုံးနေ၏ခွေးတို့သည် လာ၍အနာစိမ့်ကိုရက်ကြ၏တနေ့တစ်၌ထိုဆင်းရဲသားသည်ဖေလွန်၍ကောင်းကင်တမန်တို့သည် အာဗြဟံ၏ယင်တွင်သို့ပို့ဆောင်ကြ၏ကထေးသည်လည်းဖေလွန်၍သင်းကြိုခြင်းကိုခံရလေ၏ဒီပုံပြင်ဥပမာတော်ဟာကျွန်တော်တို့အဖို့တန်တာကြီးတစ်ခုလိုဖြစ်ရမှာအမှန်ပါအကြောင်းကတော့တမလွန်မြင်ကွင်းကိုဖော်ပြနေလိုပါပဲလူစည်းစိမ်ပေရန်နဲ့ရှင်ရင်အစွန်းနှစ်ပါးကလူနှစ်ယောက်ရှိတယ်တယောက်ကသထေး နေ့တိုင်းကာမဂုဏ်စီးစိမ်အမျိုးမျိုးမှာပျော်နေတယ်။နောက်တစ်ယောက်ကတော့ခွေးရှာနဲ့ရက်တာတောင်အရက်ခံရတဲ့ကုန်းကောက်ဆရာမရှိတဲ့ဘဝ။စောစောကတစ်ထည့်ကခွေးကိုကျွေးတယ်လို့အောက်ပြစ်ချထားတဲ့အကျဉ်းအကျံကိုစားရတယ်တဲ့။ဒါလဲ contrast လို့ခေါ်တဲ့စန့်ကျင်ဘက်ဇက်လိုက်နှစ်ယောက်အကြောင်းပုံပြင်ဥပမာအဖြစ်ပေးလိုက်ခြင်းပဲလို့ဆိုရမှာပါ။အငယ်23တစ်ထည့်ဒီလဲသေလွန်၍သင်းကြိုခြင်းကိုခံရလေ။ မရဏနိုင်ငံ၌ပြင်းပြစွာသောဝေဒနာကို ခံရလျက်မျှော်ကြည့်၍အာဗြဟံကို၎င်းအာဗြဟံ၏ယင်ခွေ၌လာဇရုကို၎င်းအဝေးကမြင်လျင်အိုးအဖအာဗြဟံအကျွန်ုပ်ကိုကဲမသနာတော်မူပါအကျွန်ုပ်သည်မီးလျံ၌ပြင်းစွာခံရသောကြောင့်လာဇရုသည်မိမိလက်ဖျားကိုရေ၌နှိပ်၍အကျွန်ုပ်ရှာကိုအေးစေခြင်းကသူ့ကိုအကျွန်ုပ်ရှိရာသို့ဆေလွတ်တော်မူပါဟုဟစ်ကြော်လေ၏မိတ်ဆွေပေါင်းတို့ခမညာသေခြင်းဟာအပိသက်တဲ့အရာမဟုတ်ပါဘူး ခွဲခွာခြင်းလို့သာဆိုနိုင်ပါတယ်။လွယ်လွယ်လေးရှင်းရရင်အာရန်နဲ့မယားအေဝါတို့ဟာပန်းစည်းတလုံးကိုယူပြီးစားလိုက်ခြင်းကစပြီးတော့ဖျားသခင်နဲ့ခွဲခွာလိုက်ရတယ်။အပြစ်၌သေဆုံးသွားရပါတယ်။ဒါပေမဲ့အာရန်ဟာနောက်ထပ်နှစ်900ကျော်အသက်ရှင်ပြီးမှရုပ်ခန္ဓာကိုထပ်မံသေဆုံးသွားပြန်ပါတယ်။အဲ့ဒါဟာလည်းနောက်ထပ်ခွဲခွာခြင်းပဲလို့ဆိုနိုင်ပါတယ်။ရုပ်ခန္ဓာကြီးမြေကနေခွဲခွာတယ် ဝိညာဉ်ဟာငရဲနဲ့ကောင်းကင်နိုင်ငံတော်တစ်ခုခုစီကို ရောက်လာပါလိမ့်မယ်။အေဖဲဩဝါဒစာအခန်းကြီး2အငယ်2မှာဒုစရိုက်အပြစ်၌သေလျက်နေသောသင်တို့ကိုပင်ဖျားသခင်သည်အသက်ရှင်စေတော်မူပြီလို့ဖော်ပြပါတယ်။သခင်ယေရှုကိုယ်တိုင်ပြောတဲ့စကားကိုတော့ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး7အငယ်25မှာငါသည်ထမြောက်ခြင်းအကြောင်းအသက်ရှင်ခြင်းအကြောင်းဖြစ်ငါကိုယုံကြည်သောသူသည် သင်လွန်တော်လဲရှင်လိမ့်မည်ဆိုပြီးတော့ဖြစ်ပါတယ်။ဒီနေရာမှာထက်ဆင့်တင်ပြခြင်းသာတော့ဓမ္မသမိုင်းမှာတမလွန်ဘဝဆိုတာကိုပြောနိုင်သူဟာခရစ်တော်ရဲ့ဘုရားသခင်ရဲ့ဗျာဒိတ်တော်ကိုခံရသူယောဟန်ရဲ့တမန်တော်ကြီးရှင်ပေါလုရဲ့သုံးယောက်နဲ့အခုဥပမာတော်တဲ့ကလာဇရုဆရာရဲ့အာလုံးပေါင်း၄ယောက်ပဲရှိနိုင်ပါတယ်။တမလွန်လောကရဲ့အသေးစိတ်အချက်တွေကိုဗျာဒိတ်ကျမ်းမှာအခန်းကြီး20အငယ်30ကိုရောက်တဲ့အခါ ထပ်မံဖော်ပြတော့ပါဦးမယ်။အခုဒီကျမ်းမှာဖော်ပြတဲ့မရဏနိုင်ငံသို့မဟုတ် hell သို့မဟုတ် greek ဘာသာအဖြစ် hades လို့ခေါ်တာဟာခရစ်တော်ရဲ့ဒုတိယအကြိမ်ကြွလာပြီးတော့တရားစီရင်ခြင်းကျမှာအပြည့်အတိုင်ခြေမုံဖျက်ဆီးခြင်းခံရမယ်လို့ဗျာဒိတ်ကျမ်းအရာကျွန်တော်တို့သိနာလေရပါတယ်။ဒါကြောင့်ကျွန်တော်အယူအဆအရာအခုဒီကျမ်းမှာခရစ်တော်ပုံဆောင်ပြနေခြင်းတနည်းခရစ်တော်ကျွန်တော်တို့အတွက်အသေးမခံခင်အချိန် မရဏနိုင်ငံဟာဗရတိသူဘုံဆိုတဲ့အလွန်ဖာယာအေဂျင့်ငြိမ့်သက်တဲ့ဖန်ရှင်းရာဘုံရယ်ဒုက္ခဝေဒနာကို ပြင်းပြစွာခံစားရအရက်ဘုံရယ်ဆိုပြီးတော့နှစ်ပိုင်းခွဲထားခြင်းဖြစ်လိမ့်မယ်လို့ကျွန်တော်ရဲ့အယူအဆကိုတင်ပြလိုက်ပါတယ်အခုဘုံတွေဆိုင်းတွေနဲ့ငိုခြင်းသည်တွေနဲ့အတုပါရှုပြိသက်ထောင်ပေါင်းများစွာနဲ့သေခဲ့ရပေမယ်လောကမှာသထေကြီးဖြစ်သူဟာမရဏနိုင်ငံရဲ့ဝေဒနာအရက်ဘုံကို ရောက်နေသလို့ ုံးကောက်စရာတောင်မရှိတဲ့လာဇရုဆိုတဲ့လူကြတော့အာဗြဟံရဲ့ယင်ခွင်သို့မဟုတ်ပရတိသူ့ဘုံကို ရောက်နေပြီဆိုတာခရစ်တော်ဖော်ပြနေပါတယ်အငယ်25နဲ့26အာဗြဟံကလည်းငါသာပင်သည်အသက်ရှင်စဉ်အခါချမ်းသာရပြီကို၎င်းလာဇရုသည်ဆင်းရဲစွာ နေရပြီကို၎င်းအောက်မေ့လောယခုမူကားသူသည်တက်တာခြင်းရှိ၏သင်သည်ဒုက္ခဝေဒနာကိုခံရ၏ထိုမှတပါငါတို့နှင့်သင်တို့ဆက်ကြား၌ အလွန်နဲ့လာသောကြောက်ကြီးတီလျက်ရှိ၏ထို့ကြောင့်ဤရမတင်တို့ရှိရာသို့ကူးကျင်သောသူမကူနိုင်ထို့ရမငါတို့ရှိရာသို့ကူးကျင်သောသူလည်းမကူနိုင်ဟုဆို၏အလွန်နဲ့လာသောကြောက်ကြီးတဲ့အင်္ဂလိပ်လို God fix လို့ပေါ်ပြထားပါတယ်ခြားနာသွားတဲ့ဝိညာဉ်တို့အကြောင်းတစေ့တစောင်းမြင်လာလိမ့်မယ်လို့ကျွန်တော်ယူဆပါတယ်ခရစ်တော်ကိုကိုးကွယ်ယုံကြည်သူတို့အဖို့ ကောရိန္သုဩဝါဒစာဒုတိယစာဆောင်အခန်းကြီး9အငယ်8ဟာသေလွန်တော်လဲကြောက်ရွံ့စရာမရှိရဲရင်ချင်းရှိစေဖို့အားပေးနေပါတယ်။နားဆင်ကြည့်ကြပါ။ကိုခန္ဓာနှင့်ကြွားဝေးရအရတုတွား၍သခင်ဖျားထံတော်၌နေမြဲနေစေခြင်းဟာအလိုရှိလျက်ရဲရင်သောစိတ်နှင့်ပြည့်စုံကြ၏ဆိုပြီးတော့ပေါ်ပြထားတဲ့အချက်ပါပဲ။မိတ်ဆွေအပေါင်းတို့ခမညာခရစ်တော်ဟာကားတိုင်းမှာအသေးခံပြီးတဲ့နောက်၃ရက်မြောက်အချိန်မှာ ပြန်လဲရှင်းပြန်ထမြောက်တယ်။ဒီနောက်ကောင်းငင်ဘုံကိုပြန်လဲတက်ကြွခြင်းဖြစ်ပါတယ်။သူနဲ့အတူလူများစွာကိုခေါ်ဆောင်သွားပြီးတော့ကောင်းငင်ဆုလက်များကိုပေးတယ်ဆိုတဲ့အချက်ကိုအေဖဲ့ဩဝါဒစာအခန်းကြီး၄အငယ်9ကနေ30အတွဲမှာမြင်ရတဲ့အတွက်သူသိသိသွားတဲ့လူတွေဟာပရတိသူဘုံကနေကောင်းကင်ဘုံကို ပြောင်းလဲခေါ်ဆောင်ခြင်းလို့ကျွန်တော်တို့တွေးဆအပြည့်ထုံနိုင်ပါတယ်။တနည်းအားဖြင့် hell သို့မဟုတ်မရဏနိုင်ငံသို့မဟုတ် Hades လို့ခေါ်တဲ့အရတ်မှာပရတိသူဘုံဆိုတာမရှိတော့ဘူး။ဖျားသခင်ရဲ့ကောင်းငင်နိုင်ငံတော်သာရှိတယ်လို့ကျွန်တော်ခံယူနိုင်ပါတယ်။အငယ်29တထေးကလည်းအိုအဖာထို့သောမှန်လျင်အကျွန်ုပ်၌ညီငါးယောက်ရှိပါသည်ဖြစ်၍သူတို့သည်ဤပြင်းပြစွာခံရအရတ်တို့မရောက်မီအကြောင်းသူတို့အားသက်သေခံခြင်းကလာဇရုကို အကျွန်ုပ်အဖအိမ်သို့ဆေလွတ်တော်မူပါဟုအကျွန်ုပ်တောင်းပန်ပါ၏ဟုပြောဆိုလျင် ငရဲရောက်ပြီးမှရလာတဲ့နောင်တာနှောင်းသွားပြီလာစရုကိုသာလှုပ်ပြီးပျောခိုင်းပေးပါလို့အခနာခံရှာတယ်ဒီအချက်ကိုထောက်ရှုခြင်းအဖြစ်အကယ်၍သာငရဲဘုံကနေပြန်လာနိုင်တဲ့လူတွေသာရှိရင်အင်းဝံဂေလိတရားကိုမုတ်ချဟောပြောကြမှာအမှန်ပဲလို့ကျွန်တော်တွေးမိပါတယ်အငယ်၂၉မှအဆုံးထိအာဗြဟံကသင်းညီတို့၌မောရှေမှစ၍ပရောဖက်များရှိကြ၏ပရောဖက်တို့၏စကားကိုနားထောင်ကြစေဟုဆို၏ ။တထေးကလည်းမဟုတ်ပါအဖအာဗြဟံ။ဖေသောလူစုတွေကတယောက်တည်းထမြောက်၍သူတို့ရှိရာသို့သွားလျင်သူတို့သည် နောင်တရကြပါလိမ့်မည်ဟု ဆိုသောအာဗြဟံကသူတို့သည်မောရှေ၏စကားပရောဖက်တို့၏စကားကို နားမထောင်လျင်တယောက်သောသူသည်ဖေခြင်းမှထမြောက်တော်လဲမယုံကြည်နိုင်ကြဟုအာဗြဟံဆိုသည်ဟု မိန့်တော်မူ၏။အကောင်းဆုံးသောအသစ်ဖာရာနှင့်ဒီဥပမာတော်ကိုညီကုန်းချက်လက်ခြင်းဖြစ်ပါတယ်။ သေသူတယောက်ထမြောက်တဲ့သက်သေရှိရင်နောင်တရကြပါလိမ့်မယ်တဲ့ဒီပုံမြင်ကိုတင်ဆက်သူခရစ်တော်ကိုတိုင်းဟာသေခြင်းမှထမြောက်ခဲ့ပါပြီနောင်တနဲ့ယုံကြည်ခြင်းအဖြစ်ကောင်းကင်နိုင်ငံတော်ကသာဝရအသက်လမ်းဟာတည်နေပါပြီဆုံးဖြတ်ဖို့အတွက်လည်းအချိန်တန်နေပါပြီမရဏနိုင်ငံကိုရောက်ပြီးပြီဆိုရင်တော့ဘာအခွင့်အရေးမှ မရှိနိုင်ကြောင်းတင်ပြလိုက်ပါရစေခင်ဗျာနောက်တစ်ချိန်စီစဉ်မှာရှင်လုကာခရစ်ဝင်ကျမ်း အခန်းကြီး၁၆ကိုလေ့လာမှဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်နိုင်ပါရစေ။ တ်တော်ဒါနခံယူတော်သူများအလုံးအပေါ်မှာဖျားခင်ကောင်းကြီးပေးပါစေရှင်။